ဂါဇာရှိလူတွေကဒေါ်နယ်ထရန့်အတွက်ပြောဆိုခဲ့ကြပါတယ်ဂါဇာမှာရှိတဲ့စစ်ပွဲဇုံကနေဗီဒီယိုအတိတ်ကလူအုပ်ကြီးအမေရိကန်နဲ့အစ္စရေးတို့ပံ့ပိုးပေးတဲ့စင်တာတစ်ခုကလိုအပ်နေတဲ့အကူအညီတွေကိုရရှိပြီးတဲ့နောက်မှာဒေါ်နယ်ထရန့်နဲ့အမေရိကကိုအော်ဟစ်အားပေးနေတဲ့လူအုပ်ကြီးကိုပြသထားပါတယ် Thank you, America! Are you? Are you? သူတို့ကဂျေဇုတင်ပါတဲ့အမေရိကလို့ဟောရကြပါတယ်။ဂါဇမာရှိတဲ့လူတွေကနောက်ဆုံးမှာစာနာရိတ်ခါရရှိဖို့အတွက်အလွန်စိတ်သက်သာရာရရှိခဲ့ကြပါပြီ။အမေရိကန်အကူအညီပေးနေတဲ့အလို့သမားတွေကိုဂျေဇုတင်ကြောင်းပြသခဲ့ကြပါတယ်။ဝန်ရဆရာကောင်းတဲ့အခြေအနေကို Daily Wire ကသတင်းထောက်ဂါစီအကီဗာကဂါဇမာရှိတဲ့အကူအညီပေးရေးစင်တာတခုမှာ Hamas ကလူတွေကိုအကူအညီမရအောင်တားဆီးဖို့စူးစမ်းနေတယ်လို့ဆိုပါတယ်။ Hamas တို့က လမ်းပိတ်ဆို့မှုကိုချမှတ်ခဲ့တော်တဲ့လူတွေကဖြတ်ကျော်သွားခဲ့ပါတယ်သူတို့စင်တာကိုရောက်တဲ့အခါမှာကျေးဇူးတင်ပါတယ်အမေကလို့ဩဟစ်ကြပါတယ်အခြားတစ်ဖွဲ့တစ်ဖွဲ့ကိုလည်းကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်သူတို့ကထွန့်ထွန့်ငါတို့ကိုငါတို့ချစ်တဲ့အမေလို့ဗီဒီယိုထဲမှာလူတော်များကထွန့်ကိုချီးကျူးပြီးအကူအညီပေးရေးဌာနစီပြည်လာတာကိုတွေ့ရပါတယ်သူစုံတယောက်ကဘန်းစကားဒါမှမဟုတ်မစင်းလင်းတဲ့စကားစုကိုအသုံးပြုပြီးတော့မှမတ်ချက်တွေပေးခဲ့ပါတယ် ဂါဇာကမ်းမော်ဒီတာနေပြီးတော့ဂျာတကူကဟာမတ်တွေကိုလူများတို့ကရောက်အောင်ပြုလုပ်ခြင်းအတွက်ဝေဖန်ခဲ့ပြီးအမေရိကန်တွေကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဖရန့်ဖြူရီစိုက်တကူမှအမျိုးသားတဦးကကျွန်တော်ဟာအမေရရဲ့နေရာကိုရောက်နေပါတယ်။အမေရိကန်ကကူညီပေးတဲ့နေရာကအကူအညီတစ်ခုကိုရတခုတို့ပြောခဲ့ပါတယ်။အခုပဲသွားခဲ့ပါတယ်။ကျွန်တော်တို့ကိုဘယ်သူမှသွားခိုင်းတာမတွေ့ဘူး။တန်းစီနေတဲ့လူတွေကိုတွေ့တယ်။အမေရိကန်ကွန်မြူနီကမျှဝင့်ထားတယ်လို့ပဲအကူအညီတွေပေးတယ်။အကူအညီမရှိဘူးလို့ပြောတဲ့အခါမှာလူတွေက တိုက်ခိုက်ကြတယ်ဘုရားသခင်ကိုမယုံတဲ့သူတွေတောင်းမှငါတို့ကိုတိုက်ခိုက်တဲ့သူတွေထဲမှာပါပါတယ်ဂျုံမုတ်တကီလိုကအမေရိကန်အကူအညီပေးရင်းနေရာကိုရောက်ဖို့အတွက်3ကီလိုမီတာကျော်တိုင်းသွားပြီးတော့အကူအညီယူခဲ့ရပါတယ်အခုတော့ဈေးကွက်ထဲမှာအသား100ကီလိုရှိတယ်လို့ပြောကြတယ်ဘယ်လိုဝယ်ရမှာလဲပတ်စံရှိရင်တော့ဘယ်လိုဝယ်ရမှာလဲအဲ့ဒါကြောင့်အမေရိကန်တွေစီကိုသွားရတယ်သူတို့ကကျွန်တော်တို့ကိုကောင်းကောင်းဆက်ဆံတယ် ID တောင်းပြီးတော့အကူအညီပေးတယ် တစ်တာဘုံကင်ပြီးတော့ဘာမှမပေးဘူးတဲ့တခြားလူတွေနဲ့မတူဘူးအမေရိကန်ရဲ့စကကိုကျွန်တော်တို့စစ်တပ်နဲ့တွားခဲ့ရတယ်သူကဟာမာစနားထောင်နေရင်လူတွေရဲ့ယုံကြည်မှုကိုဖျက်ဆီးနေတယ်လူတွေကိုအချင်းချင်းလက်စားတယ်လို့ message ပေးပို့ခဲ့ပါတယ်ကာဇာမာရှိတဲ့အပြစ်မဲ့ပြည်သူတွေကကျွန်တော်တို့ရဲ့အသက်ကိုကယ်တင်ခြင်းအတွက် Trump နဲ့အမေရိကကိုကျေးဇူးတင်နေကြတော့လဲပါလက်စတိုင်းလိုလာတဲ့တက်ချွာလှုပ်ရှားသူနဲ့ပေမခိရစီကြောင်ဖြစ်တဲ့အနောက်မီဒီယာအချို့ကဇက်လန်ကိုလက်စားပြီးတော့စူးစမ်းနေကြပါတယ်ဗီဒီယိုတွေကို AI နဲ့ဖန်တီးထားပြီးအတုတွေလို့ပြောနေကြပါတယ် BBC ကအကြီးစားတင်းထောက်တူကဗီဒီယိုများအမှန်ကန်ကြောင်းတည်ပြပါတယ်ဂါဇာမှာရှိတဲ့တဲအဆူတန်အိတ်ဒစ်စထရီဘျူရှင်းစင်တာကနေပြီးတော့မှဗီဒီယိုက AI နဲ့ဖန်တီးထားခြင်းဖြစ်တယ်လို့မာယွန်းတဲ့အဆိုမှုတွေရှိပါတယ်ဒါပေမဲ့ဗီဒီယိုကတကယ်အစ်စ်ပါဂျိုဒူတပ်ပုံတွေ drone ရိုက်ကူးမှုတွေနဲ့အခြားဗီဒီယိုတွေမှာမြင်တွေ့ရတဲ့အရာနဲ့ကိုက်ညီတဲ့အဓိကအဝေးပေါက်ကနေရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ် online အတုံးပြူတွေကတော့မာဂျင်နဲ့ AI တောင်းပြောဆိုမှုနဲ့ပတ်သက်ပြီးတော့စိတ်ပြက်ခဲ့ကြရပါတယ်လူတစ်ယောက်ကမင်းပြောတာမှန်တယ်လူတွေကဘလောက်တောင်းစိတ်ရှုပ်စရာကောင်းလဲဒါပေမဲ့အမှန်တရားကတစုံတစ်ယောက်နဲ့ယုံကြည်ခြင်းနဲ့ မကန့်ညီတဲ့အခါလက်ခံဖို့ခက်ခဲတယ်လို့ငါထင်ပါတယ်။ဒါပေမဲ့အချို့သောတဲကြွလောက်စားသူတွေကဆက်လက်ညှဉ်းခုံနေကြပါတယ်။မြို့သမီးတူကအကူအညီပေးရင်ကျိုးပမှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။သူကဒီနေ့ဂါဇာမှာမြင်းတဲမှုဖြစ်မှုတွေစားတောက်နေနေပါပါထုတ်ပေးတာကိုတွေ့ဘူးလား။ဇာနာဂျေခါကို၃လနီးပါးပိတ်ပြီးတဲ့နောက်မှာအစ္စရေးနဲ့အမေရိကန်ပံ့ပိုးကူညီမှုအစီအစဉ်တည်ရနေစတဲ့ခဲ့ကြောင်းသူမကဆက်လက်ပြောတယ်။တောင်ပေါင်းများစွာတဲ့လူတွေကစူးကျိုးနဲ့ပိတ်ထားတဲ့နေရာတွေစုပြေးသွားတယ်လက်နက် ုင်းတွန်ထိုက်တာတွေကလူစုလူဝေးကိုထင်းချိုးဖို့ကကြည်စံနဲ့ပြည့်တယ်။ဒါဟာတကယ်လူချင်းလူသားချင်းစာနာမှုအစီအစဉ်မဟုတ်ဘူးလို့သူမကပြောပါတယ်။သူကလူတွေကိုထင်းချိုးဖို့ရည်ညွှန်းတဲ့စနစ်ဖြစ်တယ်လို့သူကပြောပါတယ်။ကုလသမဂ္ဂနဲ့အခြားသောယုံကြည်ရတဲ့အကူအညီပေးရအဖွဲ့များနဲ့လှုပ်ဆောင်မဲ့အစားဣဇရိနဲ့အမေရိကန်တို့က၎င်းတို့အားချန်ထားခဲ့ကြောင်းလဲသူကပြောပါတယ်။ဟာမာဇာအကူအညီတွေခိုးယူနေတယ်ဆိုတာကိုတတိမရှိကြောင်းအခိုင်အမာပြောဆိုပါတယ်။ Kuna da magasa ya izueta majiga topian piosu kebare Kuni iwe pepe nchen dwe kuna da maga a a tenzo apjitin kebare Kuni piye senda atidwe go yata mu dwe chuba mu dwe Hamas a kuna da maga ma pjitin suja chi mishi jong na gonga pio ja kebare Hamas ga luri go peso thare pori si delu tuwa pio re Aku si sente go yata mu dwe kuna da maga ga ham hamane pubong sawe ni ja jong na gonga pio ja kebare အစီအစဉ်တင်မှာပါဝင်ဖို့အတွက်စူးစမ်းနေတဲ့အကူအညီပေးရဖွဲ့တွေကိုကုလသမဂ္ဂကချိန်ချောက်ပြီးတခါရည်ရွယ်မှုတွေလှုပ်ဆောင်နေကြောင်း၎င်းကပြောကြားခဲ့ပါတယ်။နိုင်ငံတကာအကူအညီပေးရဖွဲ့အကြီးအများပြားကလည်းကြိုးပမ်းမှုအစ်စ်တွေပါဝင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဝေဝေးနေရန်ကုလသမဂ္ဂရဲ့အသိပေးချက်ကိုလည်လူရှုခဲ့ကြပါတယ်။အဆိုပါဖွဲ့တွေက၎င်းတို့ကအစီအစဉ်တစ်ကိုစမ်းသုံးကြည့်ကလူတွေကိုကူညီလိုကြောင်းပြောကြားခဲ့ပါတယ်။သူတို့ကအမှန်တကယ်ယူဆတဲ့ကြောင့်သူရွေးချယ်မှုကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ကုလသမဂ္ဂကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ မာဖီးယားတို့ပြောင်းဖို့တခုလိုပါပဲတရားမျှတတဲ့လုပ်ငန်းစဉ်တွေမရှိဘူးလို့ဆွေးနွေးခဲ့ပါတယ်ကုလသမဂ္ဂကအဆိုပါအကူအညီပေးရအဖွဲ့တွေကို share aid data ပေးတဲ့ဖယ်ရှားခဲ့ပါတယ်တို့ database ကဂါဇာကမ်းမြောက်အကူအညီပေးတဲ့ပေးပို့မှုတွေကို share ခံပြီးတော့အသုံးပြုတဲ့အဓိကစနစ်ဖြစ်ပါတယ်